္ဂလာပါရှင် အခုတင်ဆက်ပေးမှာကတော့ကချင်ပြည်ဗမော်မြို့အနီးမှာစစ်ကောင်စီရဲ့ရဟရဲ၂စင်းကို KIA နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပြစ်ချနိုင်ခဲ့တဲ့ဆိုတဲ့သတင်းမှဒီကနေ့မေလ20ရက်နေ့မော်လွယ်တနာယီဝန်းကျင်မှာဗမော်မြို့အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်ကိုစစ်ကုလာပေါ်တဲ့ရဟရဲ၃စင်းတွေက၂စင်းကိုပြစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ဒေသတွင်းသတင်းဌာနတွေရဲ့သတင်းဖော်ပြချက်တွေအရသိရပါဗျ။ တော်လည်းအင်အားစုတွေပြစ်ချမှုကြောင့်ရဟယင်ဒဇင်ဟာလုံးဝပျက်စီးပြက်ကျသွားပြီးဒဇင်ကတော့ရွှေကူဘက်မှာအရေးပေါ်ဆင်သက်လိုက်ရတယ်လို့ကချင်လူလိုက်တမရော KIA ရဲ့သတင်းပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူကလည်းလူလူຫນွေဦးသတင်းဌာနကိုအတည်ပြုဖြေကြားထားပါတယ်။တော်ရင်းကိုပြက်ကျသွားတဲ့ရဟယင်ကလေရင်မှုတွေကိုလည်းရှာဖွေတွေ့ရှိပြီးဖန်ဆီးရမိတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ CJ Platform ကတော့အတည်ပြုလို့မရသေးပါဘူး။ ကြီးချခံလိုက်ရတဲ့စစ်ကောင်စီရဲ့ရဟယင်တွေမှာဖြူအောင်မှုအဆင့်ရှိသူအများရှိတွေပါဝင်ခဲ့ပြီးတိုက်ဆုံသူတွေများပြားတယ်လို့လည်းသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်ရှင်အခုလိုသတင်းတွေကိုပုံပုံမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရက်တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါရှင်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါရှင်။ 怎么，奶奶吧？